်မင်္ဂလာပါကချင် wave တရင်ဌာနကနေစဉ်တင်းလာနေကနေတောက်ကြနေသည့်ညနေခင်းတိုင်းတင်ဆက်သွားမယ့်တရင်အစီအစဉ်ဖြစ်ပါတယ်ကျမကတော့နေစဉ်ထူးခြားတရင်တွေကိုတင်ဆက်ပေးသွားမယ့်တရင်အစီအစဉ်တင်ဆက်သူမယူဆံမယ်ဖြစ်ပါတယ်ဖားကန့်ကိုစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်ဟာလေကြောင်းအကူအညီရယူပြီး၈၃နိုင်မှုထိုးစစ်ဆင်နေတယ်လို့ရှေ့တန်းသတင်းရင်းမြစ်တွေကဆိုပါရယ် ဧပြီလကလေးကမိုးကောင်းဘက်ကနေအင်အား600ကျော်နဲ့မြေပြင်စကြောင်းထိုးလာတဲ့စကောင်စီနဲ့ဝါရာဇွတ်ပြည်သူစစ်ပူးပေါင်းစစ်ကြောင်းဟာကာမိုင်းဖကန့်လန်းကျော်အတိုင်းတက်လာတာရရန်ရီထိန်းချုပ်နယ်မြေတွေအထိဝင်ရောက်လာနေပြီလို့သိရပါဗျ။ KIA ထိန်းချုပ်ထားတဲ့နန်ယာကမော်ဇွတ်စားတဲ့ကြေးရွာတွေအထိဝင်ရောက်လာပြီးအခုလိုရှေ့ဆက်တိုးနိုင်ဖို့အတွက်စကောင်စီတာလေချောင်းကိုအဓိကအားထားအသုံးပြုနေရတယ်လို့စီးရီတရင်ရင်မြင့်ကဆိုပါတယ် ပြင်းပြအားဖြင့်တိုက်ပွဲဖြစ်ပွားတဲ့နေ့တွေဆိုရင်လေချောင်းတိုက်ခိုက်မှုအ ਨੇ ဆုံးနှစ်ကြိမ်ရှိပြီးအထိနာတဲ့အခြေအနေမျိုးမှာဆိုရင်တော့လေချောင်းပုံကျဲတိုက်ခိုက်မှုပုံမှုပြုလုပ်လေးရှိတယ်လို့ဆိုပါတယ်ပြီးခဲ့တဲ့မေဆယ်ရက်နေ့ကလည်းနန်ယာနဲ့နန်ယာအထက်ဘက်ကကြေးရွာတွေကဆစ်ဆောင်ပြည်သူတွေခိုးလုံနေတဲ့သဘောရွာဖုန်ကြီးကျောင်းကိုပုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ် KIA နဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေကဗမော်မျိုးသိန်းတိုက်ပွဲကိုထိုးစစ်အရှိန်မြင့်နေချိန်မှာစစ်ကောင်စီကစစ်အင်အားစုစည်းပြီးဖာကန်ဘက်ကိုထိုးစစ်ဆင်လာတာလည်းဖြစ်ပါတယ် ီကနေ့မနက်ပိုင်းတပိုင်းတည်းစကောင်စီက NUG စုမိုးနယ်မြေ၃နေရာကိုလေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ကလင်းငယ်တွေအပါအဝင်အရက်သား20ကျော်တေဆုံးပြီးထိခိုက်ဒဏ်ရာရသူများပြားခဲ့ကြောင်းသိရပါဗျ။စကိုင်းတိုင်းအင်တော်မြို့နယ်တဲကမော်လူးမြို့ကပလာဖာယုံနဲ့ချောင်းဦးမြို့နယ်ကအရက်သားတွေနေတဲ့ခြေရွာတွေကိုလည်းပုံကျဲခဲ့ပြီးစီပီအင်းမြို့နယ်အိုထင်းခွေးမြောက်ရွာကအန်ယူဂျီရဲ့ဂျာဂလာပညာရေးအစီအမံနဲ့ဖွင့်လှစ်ထားတဲ့စာတင်ချောင်းကိုလည်းလီယင်ဘုံနှလုံးကျဲချခဲ့ကြောင်းသိရပါဗျာ။ ဒီကနေ့နေ့နဲ့၁၂နာရီမှာအင်ဒိုမျိုးနဲ့မော်လူးမျိုးကိုတရအူးတဲ့ဂျက်ဖိုက်တာနဲ့စီးနဲ့ဘုံ၆လုံးကျဲချခဲ့ပြီးထွေအုပ်ယုံထမင်းဆိုင်သဆိုင်နဲ့တစ်တော်ဝန်းဟောင်းနေထိမှန်ခဲ့တယ်လို့ဒေတာခန့်တအူးကပြောပါရယ် ဘုံကျဲတိုက်ခိုက်မှုအပြင်လေရင်ပေါ်ကနေ၁၇နှစ်နဲ့တတော်ဝင်းထဲကိုပြစ်ခတ်မှုပြုလုပ်ခဲ့တယ်လို့လည်းဆိုပါရယ်အဆိုပါလေချောင်းတိုက်ခိုက်မှုကြောင့်ပြည်သူလုံခြုံရေးအဖွဲ့ဝင်တအူးနဲ့အရဲသားတအူးတည်ဆုံခဲ့ပြီးတန်ရာရသူတွေလည်းရှိခဲ့တယ်လို့သိရပါရယ်အလားတူပဲစကိုင်းတိုင်းဒီပရင်မြို့နယ်အိုထိန်ကွင်းမြောက်ရွာကစတင်ကြောင်းကိုလေရင်နဲ့ဘုံနှလုံးကျဲချခဲ့တာကြောင့်ဆီယာမားနဲ့ကလေးတငယ်18ဦးတည်ဆုံခဲ့ပြီးဒီခိုင်မှုတွေလည်းရှိတယ်လို့သိရပါဗျ။တိုက်ပွဲမရှိဘဲမိထီလာရှမ်းသဲလီတပ်ကတက်လာတဲ့ဂျက်ဖိုက်တာအမျိုးအစားနဲ့တိုက်ခိုက်ခဲ့တာလို့သိရပါဗျ။နောက် ောက်ထပ်ဖြစ်စဉ်တစ်ခုကဒီပရင်ရွာလေးချောင်းတိုက်ခိုက်မှုနဲ့မိနစ်ပိုင်းသာခြားပြီးစစ်ကောင်စီကသခိုင်းတိုင်းချောင်းဦးမြို့နယ်တွေကတော်လိုင်းရေးတပ်ဖွဲ့အုပ်ချုပ်မှုအောက်မှာရှိနေတဲ့ကျေးရွာတွေကိုနှစ်ကြိမ်ဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အရက်သားတွေနေတဲ့ရွာတွေကိုဘုံကျဲခဲ့တာဖြစ်တဲ့အတွက်တကြီးရွယ်အိုအမျိုးသမီးတဦးနဲ့သူ့ရဲ့သမီးဖြစ်သူပွဲချင်းပြီးတည်ဆုံသွားခဲ့တယ်လို့သိရပါတယ်။တတအူတဲ့တိုက်လေရင်နဲ့တိုက်ခိုက်ခဲ့တာဖြစ်ပြီး ေချောင်းတိုက်ခိုက်မှုပြီးနောက်အဆိုပါကြေးရွာကိုပဲစစ်ကောင်စီတပ်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့သေးတယ်လို့ဒေသတွင်းပကဖတအူကဆိုထားပါဗျ။ဒီကနေ့ရဲ့သတင်းတင်ဆက်မှုအစီအစဉ်ကိုဒီမှာပဲညနာပါရစေ။မိဘပြည်သူအားလုံးစိတ်ချမ်းသာကိုကြံပါပြီးဘေးအန္တရာယ်ကင်းရှင်းပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါရစေ။